body mic ကနော် body mic ကနော်ချင်းပြင်လာလို့ကြားတယ်ဟုတ်ကဲ့ခင်ဗျာဒီခိုင်းစားဆိုပင်လေးစားရင်များတယ်နော်ဟုတ်ပင်လေးစားရတယ်ပြီးရင်ကျွန်တော်အတိအရလေးဆိုလဲအတုတ်ကျေပေါ့နော်ဟိုဒီကြောက်ပွင့်တော့ကြောက်ကျိုးတော့အိမ်ချက်လေးပေါ့နော်ရခိုင်မှာရနိုင်တဲ့အစားအစာလေးရတယ်ပြကနန်းဆိုလဲကနန်းပျော်လေးပေါ့အားလေးရရကနန်းကတော့ရခိုင်ရမှာတယ်ကျွန်တော်ကျော်မှာတာပေါ့နော်များများမှာတယ်သူကအကောင်အနေထားပေါ့မူဒီဗမာဈေးကကြီးရင်ကြီးတယ်လို့ပေးရတယ်ပေါ့နော်ကောင်လုံးစားလို့ရဆိုအကုန်စားရလဲနော် ဲ့တော့ဈေးလေးတွေကတက်တာရယ်အမ်စီဘိတ်တဲ့အားလုံးဝဲမင်္ဂလာပါရှင်။အောင်အခုလာနေတဲ့နေရာလေးပေါ့နော်။ခဏလာတဲ့အဲ့လန်လေးကဥယျံလန်ပေါ့နော်။ကြီးမြင့်နိုင်အဲအထက်ကြီးမြင့်နိုင်လန်ကနေဆင်းလာလို့ရှိရင်ဥယျံလန်ထဲကနေဆင်းလာရပေါ့နော်။ဟိုအောက်ဘက်ကလည်းတက်လို့ရတယ်။အဲ့ဥယျံလန်ထဲကနေအခုဒါဆလင်းလန်ပေါ့နော်။ဆလင်းလန်ပေါ့ကိုလာတာပါဒီနားမှာလေး။ ခနန်းရခိုင်မုတ်တီတုတ်ပေါ့နော်ကောင်းနေဆိုလို့အဲ့ဒါလာရှာတာပေါ့နော်အခုဆိုင်လေးကိုတွေ့နေရပါပြီဒီမှာကြမ်းကြမ်းတော်ဝင်ရခိုင်ရိုးရာထမင်းဆိုင်လေးပါရှင်။မနက်9:00နာရီကနေ10:00နာရီည10:00နာရီအထိဖွင့်နေတယ်။ဖုန်းနံပါတ်လေးပါထည့်ထားပေးသေးတယ်အတိလား။ဆိုင်လေးကတော့ဝင်လိုက်တာနဲ့အိမ်ဆိုင်လေးလို့ပေါ့နော်။ရှေ့မှာထိုင်ခြင်းလည်းရတယ်။ဟုတ်တာငွှွှေလေးထင်တယ်။ဒီမှာကြည့်ငွှွှေလေး။ရခိုင်မုတ်ကြီးတဲ့ထည့်ရလားဟာလား။အိုးငွှွှေနဲ့ဆိုအရန်ချိုမှာပဲနော်။ဒီမှာကြက်กินလည်းရှိရဲ့။ တော်ဝင်လာအနေတော့စားကြရေးစားတွေးနေရပြီအဲ့ဒီတော့ဒီဆိုင်မှာဘာတွေရလဲပြီးတော့ဘာတွေကောင်းလဲဆိုတာကိုအောင်တို့အထက်ဝင်ပြီးတော့မှာပြီးတော့စားကြမယ်နော်အောင်ကတော့ခဏန်းပြော့ကြတာဖြိုက်ခဲ့ပါအောင် ဒီမှာဆိုရင်လည်းရခိုင်ရိုးရဒေတာထက်ဖြစ်တည်လေးရှိတယ်။အောင်တော့ဒီမှာထိုင်တယ်ဒီနေရာလေးကစရတယ်။အောင်အယောင်လေးနဲ့ကွက်တည်တယ်ဆိုတော့ဒါတော့ရခိုင်ဖို့တည်စားမယ်ဆိုလို့ရှိရင်ဒီမှာမြေုပ်ကြီးထားချင်လာပြီ။မင်္ဂလာပါ။မင်္ဂလာပါရှင်။ body mic ကနော်။ body mic ကနော်။ကျင်းထွင်လာလို့ကြားတယ်ဟုတ်ကဲ့မိတ်ဆက်ပြပါအောင်ပါဒီကုတ်အာကျွန်တော်နာမည်ထောင်းအောင်ဆိုင်ပါလက်ရှိကတော့ကျင်းထွင်လာလောက်ပါတယ်အဲဆိုတော့ဒီဆိုင်လေးဘယ်လိုဆောက်ခွင့်ဖြစ်သွားလဲဆိုတာလေးတော့သိချင်တယ်ပထမတော့ရွေချက်တော့မရှိဘူး တော့အမေနဲ့ဖေလည်းရန်ကုန်မှာနေကြတာပါတယ်ပထမရခိုင်မှာနေတာပေါ့နော်ဒီမှာလည်းလက်ကြီးအားစားတော့ကလည်းရခိုင်နဲ့ပတ်သက်တဲ့အစားအစာပေါ့ရိုးရာစားလည်းမရှိဘူးသူကျမ်းမာနေညနေအစားအစာလည်းကျွန်တော်လုပ်ပေးပြန်ပေါ့ကျင်းပွင့်လာဆိုတော့ဂျင်းအမမလေးတွေဆင်ပြောင်းပေါ့အားနေပဲဒီဆိုင်လေးကိုဖွင့်ပြတာပေါ့နော်ရခိုင်စားဆိုပင်လေးစားရများတယ်နော်ဟုတ်ပင်လေးစားရတယ်ပြီးရင်ကျွန်တော်အတိအွယ်လေးဆိုလည်းအတုပ်တွေပေါ့နော်ဟိုဒီကြောက်ပွင့်တော့ကြောက်ကျိုးတော့ရအိမ်ချက်လေးပေါ့နော်ရခိုင်မှာရနိုင်တဲ့အစားအစာလေးရတယ် ပြကနန်းဆိုလေကနန်းပြောလေပေါ့အားလေရရဟုတ်တယ်အဲ့ဒါပြောပြမလို့ဒီဒီဆိုင်လေးကိုအမလည်းကနန်းပြောနေစသတိရဆိုတော့လေကနန်းပြောကိုလက်လက်ဆက်ဆက်ဆိုတော့ဘယ်ကမှာလဲကနန်းကတော့ရခိုင်ကမှာတယ်ကျွန်တော်ကြော်မှာတာပေါ့နော်မြန်မြန်မှာတယ် ပြီးလို့ရှိရင်ပြုတ်တဲ့ပြန်ပြုတ်ရတယ်ပြုတ်ပြီးမှပဲကျွန်တော်တို့တခြားလက်အခွန်လာပြီးပြန်ကြွားအာအရှင်နေလားအရှင်နေမုန်တီထဲမှာထက်တုတ်တာရှိရဲ့ပြီးအလွတ်စားတာရှိရဲ့အလွတ်လဲစားအဲ့အဲ့အဲ့မုန်တီထဲမှာထက်တုတ်တာလို့တော့တပွဲမှာမှာနော်အဓိကတခြားဘာတွေရောရောင်းကောင်းသေးတယ်တခြားကြက်ကင်လေးတွေရတယ်ကြက်ကင်ဆိုတော့ကျွန်တော်အိမ်ကြက်ပေါ့ အဲရခိုင်မှာရတဲ့အင်ကျစ်လေးတွေကိုရခိုင်ရချက်ကိုဒီလိုယူလာတာဟုတ်ရခိုင်ဆိုမှကျွန်တော်ဒီမှာရခိုင်ဈေးရရှိပေါ့နော်အဲ့လိုဟာမှာတို့ကျွန်တော်အများလိုရင်လို့ရှိရင်တရက်တော့ကြုံမှာရတယ်အတရက်ကြုံမှာအမြင်ကတော့မရနိုင်ဘူးချက်ကတော့ဟုတ်အမဟိုခဏန်းပြော့လေးတော့မှာမယ်ကောင်းလိုက်လေးတွေ့တွေ့ခဲ့တယ်အဲ့ဒါလေးအဲ့ဒါလေးမှာကြည့်မယ်နော်ပြီးရင်ခဏန်းမုတ်တီတော့ခဏန်းပြော့မုတ်တီတော့အဲအဲ့ဒါလေးကတော့စားကြည့်ချင်လို့ပေါ့နော်ရေခူတုတ်လေးတော့စားချင်တယ်ရေခူတုတ်ရတယ်ဟုတ်ပါဘူးတုတ်ပွဲအဲ့တော့ရေခိုင်ရချက်လေးနဲ့အဲ့ဒါချက်တော့ဆန်တယ်အခုအဲ့ဒါဆိုခဏန်းပြော့ရယ်ပြီးရင် မုတ်တီခန်းနန်းတောက်ရခန်းနန်းနဲ့မုတ်တီမုတ်တီကဟိုဟာအချိုတောက်ရတယ်သူအဆက်တောက်ရတယ်ပြီးလို့ရှိရင်ရခိုင်ပမာတောက်ရတယ်အရန်ဆက်ရင်လည်းမစားနိုင်လောက်ဘူးအချိုတောက်လေးလုပ်ပေးမယ်အဲဒါရခိုင်ပမာတောက်လေးမုတ်တီတောက်ပေးနော် ပြီးရင်ရေခူတောက်လေးရစက်တောက်ဆန်းလေးရချပေးပါရှင်โอเคရဟုတ်ကဲ့ပါအများကြီးတော့ရှောက်မှာဒါလည်းကုန်မလားမသိဘူးနော်ရှယ်ဆွဲမယ်ပြီးရင် စီမပါတဲ့ပုံမှန်တည်တာရခိုင်လိုတုတ်ထားရဲဆိုတော့စီမပါဘူးဆိုရင်လုံးဝကျမ်းမာရေးနဲ့ညွတ်တဲ့ဟာဒါကကျက်တောက်ဆန်းပေါ့နော်ခဏအောင်ပြောရဲရခိုင်ကကျက်နေဆိုရဲဒါကရခိုင်ကကျက်ပေါ့နော်ကျက်အိမ်ကျက်ပေါ့နည်းနည်းမြည်ကြည့်လိုက်မယ်နော်ဒါလေပူပူနွေ့နွေ့လေးနဲ့အနံ့ရနေရောလေတောက်ကြည့်ချင်လို့โอ้ก๋องเนี่ยชินๆเลยเนี่ย อืม เนเน่เฟรชขึ้นตัวแล้วก็กระนั้นเปาะจ่อป่ะ သူလိုမှားလိုက်တယ်ပေါ့နော်အကောင်လိုက်ကလေးသူကအကောင်အနေထားပေါ်မူတည်ပြမစေးရအဲ့လိုအကြီးကြီးရင်ကြီးတယ်လို့ပေးရတယ်ပေါ့နော်ဒါလေးကတော့အောင်အဓိကလာစားခြင်းနဲ့ကနန်းမုတ်တီတုတ်လေးပါဒီကနန်းပြော့လေးကိုညှက်ပြီးတော့ထည့်ထားတာပါဒီကတော့ဒီမှာလာစားလို့ရှိရင်ကျမရဲ့နေရွတ်တဲ့စားစာရေးစားအချိုမုတ်လုံးဝမတုံထားဘူးအဲ့ရောအရသာမြည်ကြည့်ပါမယ်ဆက်ကြပါအောင်ရှင်အင်းအော်စားရတဲ့ခန်းန်းကြိုက်တယ်ပင်လယ်စားလည်းကြိုက်တယ်လို့ဆိုရယ်ချွတ်ချိုလေး ခဏရဲ့အချို့ရတာပေါ့နော်ပြပြော့လေးဆိုတော့ဝါရတာလေအရင်မခက်ခဲဘူးမုတ်တီရောတော့အောင်ဝါရခိုင်မမာတုတ်လေးမှားထားတယ်ခဏန်းပြောနဲ့တခါမှမစားခဲ့ဘူးဘဝမှာရခိုင်မုတ်တီဆိုင်ပေါင်းများများစွာစားခဲ့ဘူးလေအော်တော့မုတ်တီနဲ့လိုက်တယ်လို့ပဲပြောချင်တယ်ပေါ့နော်ဒီခုတုတ်ကတော့ပုံမှန်လဲစားဘူးလေဒါပေမဲ့ဒီဆိုင်ရဲ့ရတာလေးကဘယ်လိုလဲဆိုတာပေါ့နော်ဒါတော့ရခိုင်တို့တုတ်ထားတာပါခိုင်ရတာတော့เนาะစက်တဲထည့်လိုက်တာနဲ့ရှာပေါ်မှာတင်ထိမိ့ဝိဘာလို့လဲဆိုတော့ချင်းချင်းဆက်ဆက်ရေကူကထုတ်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 နဲ့ ဒီချက်တော့ဆန်းအောင်လေအရသာမြင်ကြည့်လိုက်တဲ့အခါမှာဘယ်လိုမျိုးပုံစံလေးပေါ့နော်သူကစီနဲတယ်ချက်တာအရသာလေးရတယ်ပြီးတော့ချင်းချင်းလေးနဲ့တောက်လို့ကောင်းဒီကောင်းလေးစမယ်ဒီဆုံးလေးတကောင်းခဏပြော်ရေးပဲတက်တက်တုတ်ပြီးတော့မှအမှားချင်းလည်းရပါတယ်ခဏပြော်ပဲတက်တက်တုတ်တုတ်ပေးပါတယ်ခဏအကောင်လိုက်လေးစားကြည့်မယ်နော်ကနန်းပြောဖြစ်လို့သူကတကောင်လုံးစားလို့ရတယ်ဒီဒီလက်လေးလည်းစားလို့ရတယ်ပေါ့နော်ဒါကသူနဲ့တို့စားဖို့အချင်းပေးထားတာပါဒီလက်လေး6ရောက်လေးစားလိုက်မယ်နော်อืมကျွတ်ကျွတ်လေး ဝါလို့ရတယ်အဲ့ဒီဒီထဲမှာအသားသိမ့်မပါတော့မှနော်အရသာခြုံရဲအရသာရတယ်ဒီကောင်လုံးစားလို့ရဆိုအကုန်စားရပဲနော်အဲ့တော့အသားတော့အရန်ခြုံပဲဘာတွေထည့်ပြီးကြော်ထားလည်းမသိဘူးနော်လုံးဝသဘာဝအရသာအချုံမမတုံထားတဲ့အချိုမျိုးအဲ့လိုခြုံရဲအရသာမျိုးပေးရတာနဲ့တန်ပါတယ်စားရလည်းအရန်ကောက်ပါတယ်အကုန်လုံးစားပြပြီးသွားပြီဆိုတော့လေကျန်တာလေးတွေလည်းလက်အိတ်ဆုပ်ထားတော့နေတာလေးနည်းနည်း အာအောင်လေးရှယ်စားတာเนาะရှယ်စားတာပြောင်းပြပါပဲအောင်ကတော့လေ ဘာကို recommend ပေးချင်လဲဆိုတော့ရေခူတုတ်လေးမှာလို့ရှိရင်လည်းလေရခိုင်တုတ်လေးမှာပြီးပါတော့ရခိုင်တုတ်ကပူစားကောင်းတယ်ပြီးတော့အတုတ်လေးကလည်းတကယ်စားကောင်းပါတယ်ရခိုင်တုတ်လေးမှာပေးပါပြီးတော့ဒီကနန်းပြော့လေးကတော့အမြင်တမ်းတော့မရဘူးတခုခုဆိုရင်အဲဆိုင်ယုံဖုံးဆက်ပြီးတော့မှအကျိုးမှာလို့ရရပေါ့နော်တက်တော့ဆိုင်ရဲ့အရေးလေးကလည်းလုံးဝတော့ချက်လို့ပဲအရသာတော့ဘုံကပြောချင်မလို့အရင်ကောင်းတယ်ပေါ့နော်ငဖဲ့အစာတွတ်တို့ပေးပြားစာတွတ်တို့ရှိရဲအဲ့တော့ဈေးလေးတွေကတက်တာတယ်အဲ့တော့အရသာကိုတော့အောင်5 star ပေးချင်ပါတယ်ဒါအပူမပြောဘူးပေါ့နော် review အမှန်ကန်ပေးထား honestly review ပါ ါအဲ့တော့လမ်းကြုံလိုပဲဖြစ်ဖြစ်ဒီဘက်ကိုရောက်လိုပဲဖြစ်ဖြစ်ကြည့်မြင်နိုင်တော့မှညစီသွားရင်လည်းပဲဖြစ်ဖြစ်ပေါ့နော်လမ်းကြုံလို့ရှင်ဝင်စားလို့ရပါတယ်လို့အားလုံးလည်းပြတ်ပြတ်ချင်ပါတယ်အဲ့တော့အေးအေးလေးတော့ယူလိုက်အောင်မယ်ဒါကတော့ခုနရခိုင်ဒေသထွက်ပြားရည်နဲ့ဖြော်ထားတဲ့ပြားတံမြားလေးပါရှင်တောက်ကြပါအောင်ရှင်ပါရှင်ပဲ